င်္ဂလာပါရှင်ဒီကနေ့ရအောင်ဆုံးရထိတ်တဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်တရုတ်ရဲ့ဆွေဖက်မှုနဲ့ຫນွေဦးတော်လိုင်းရေးဆိုတဲ့ဆောင်းပါတင်ဆက်ပေးပါမယ်လာရှိုးကနေ MNDA တက်တွေပြန်ဆုံမဲ့ကိစ္စနဲ့ပတ်သက်ပြီးကြီးလန့်တကြပြောဆိုနေကြတယ်တချို့ကလည်းလာရှိုးသိန်းနဲ့တိုက်ပွဲမှာတော်လိုင်းတမလူငယ်တွေအသက်ပေးခဲ့ရတာကို MNDA ကထင်မတွက်ဘူးဆိုပြီးပြစ်တင်နေကြတယ်လူတွေအသက်ပေးခဲ့ကြတာကိုလူတိုင်းကနှမျောကြတာပါဒါကတကယ်လဲနာကျင်ချေခွဲစရာပါဒါပေမဲ့ဒီတိုက်ပွဲတစ်ခုထဲမှာဆုံးလွတ်ခဲ့ရတာမဟုတ်ဘူးဆိုတာလည်းမမေ့ကြပါနဲ့ပြည်လုံး ုံနှံ့ကတိုက်ပွဲတွေမှာလူငယ်ထောင်ပေါင်းများစွာရဲ့ဘဝတွေကိုကျွန်တော်တို့ဆုံးရှုံးခဲ့ရပြီဖြစ်ပါတယ်။အဲဒီဘေးစံမှုတွေကအချင်းကြီးဖြစ်သွားခဲ့တာမဟုတ်ပါဘူး။တံပိုးကြီးများစွာနဲ့မြုပ်နှံလိုက်ရတဲ့ရှင်နေမှုတွေဖြစ်ပါတယ်။ တကယ်တော့အဲ့ဒီဆွလွတ်မှုတွေကြောင့်တိုင်းသားဖွဲ့တွေကတော်လန်ပြည်သူတရက်လုံးလုံးမြောက်ဖို့အကူအညီတွေကိုတံပိုးတိတိကူညီနေတာပါအသက်ပေးကူညီလက်တွဲခဲ့ကြတဲ့သူတွေကိုသူတို့ကတံပိုးသိရင်ဒီအခြေအနေရတရုတ်ဆိုရရဲ့ဩဇာကိုမလွန်ဆန်နိုင်တဲ့အကြောင်းအရာများစွာကြောင့်မျိုးပေါ်ကအခုဆုတ်ပေးမှာကိုအဲ့ဒီဒေတာတစ်ခုလုံးနဲ့တနိုင်ငံလုံးကအခြေအနေတွေကိုခြုံငုံ မကြည့်ကြတော့ပဲပြစ်တင်စကားတွေမရက်မနာဒီလိုရင်းနေကြတဲ့အတွက်ဘာအကျိုးဆက်ရှိသလဲဆိုတာကိုတော့ကျွန်တော်တို့ဒီမိုကရေစီဘက်တော်သားတွေအချိန်ယူစဉ်းစားခဲ့ကြဟန်မတူဘူးကျွန်တော်တွေးမိတာနဲ့ဒီစာကိုရင်းမိပါတယ် အပြစ်နေနေသူတို့ကလက်ရှိဒုက္ခတွေကိုအားမရတဲ့အတွက်ပြောနေရင်းနေကြတာဖြစ်ပေမဲ့သူတို့ကလည်းတိုင်းပြည်ကိုတကယ်စေတနာရှိတဲ့လူပုဂ္ဂိုလ်တွေဖြစ်တယ်လို့ယုံကြည်ပါတယ်။ဒီစာကဘသူကိုမှဆရာလုံးဖို့ရေးတာမဟုတ်ဘူးလို့ကြိုတင်အသိပေးပါရစေ။အခုလို MNDA ကိုဝိုင်းအပြစ်တင်နေကြတဲ့အတွက်စကားစအင်အားစုတွေပြည်ရင်းပြည်ပအချောင်သမားတွေဝန်တာယုံမကလက်ရှိ NUG အပါဝင်တော်လိုင်းအင်အားစုတွေပြည်မနေပြည်သူတွေနဲ့ MNDA အကြမ်းစိတ်မသက်သာမှုတွေတွေးကွဲမှုတွေ ဖြစ်စဉ်ရုံမှာတပါအခြားကြိုးစက်မရှိဘူးဆိုတာကိုစိတ်လိုက်မှန်ပါရှိနေသူတွေတတိမူစီကျမာတယ်။ဒါအပြင်ပြည်သူတွေကိုမလိုအပ်ပဲစိတ်တက်ကြစေပါရဲ့။အဲ့ဒီအလုပ်ကိုရန်သူကနေညာမပြတ်လုပ်နေတာပေါ့ကျွန်တော်တို့ကဝင်ပြီးထောက်ပံ့မလုပ်မိဖို့အရေးကြီးတယ်ကိုထမင်းကိုစားပြီးစကားစအတွက် lobbying လုပ်ပေးနေတယ်လို့ဖြစ်နေပြီလားစဉ်းစားရင်အပြေထွက်မှာပါတော်လိုင်းကောင်းဆောင်တချို့ရဲ့ပြောကြားချက်အရဆိုရင်အခုတက်တွင်စုံမယ်ဆိုတာလာရှုမျိုးပေါ်ကွက်ကွက်လေးလောက်နေရာတွေကသာဖြစ်ပြီးမြို့အစင်ချင်းဘုံကအစားမြို့ပတ်ပတ်လေးနေရာတွေလမ်းမကြီး တွေအပါအဝင်အဲ့ဒီဒေတာတစ်ခုလုံးရဲ့ area အများစုကိုတော့တော်လိုင်းအင်အားစုတွေကစက်ပြီးသိမ်းပိုက်ထားမှာဖြစ်ပါတယ်မှန်ပါတယ်လာရှုပ်ကိုစကားစပြန်ရသွားပြီလို့တော့သတင်းတွေထွက်လာမှာပါဒါပေမဲ့ဒါဟာအဲ့ဒီဒေတာတစ်ခုလုံးပေါ်ထိန်းချုပ်မှုနဲ့တိုင်းပြည်နဲ့ပေါ်ပေါပေါက်နေတဲ့တော်လိုင်းကိုတော့တိတ်ပြီးထိခိုက်မှာမဟုတ်ပါဘူးတပြိုင်တည်းမှာ MNDA ရဲ့အကြအတဲကိုကျွန်တော်တို့နားလည်ဖို့လိုတယ်မြောက်ပိုင်း၃ဖွဲ့လုံးပြည်သူအားကိုနဲ့ဆက်ရှိနေမှာဖြစ်တယ်လို့ကျွန်တော်ဆက်သွင်းမေးမြန်းခဲ့တယ်တော်လိုင်းခေါင်းဆောင်တချို့ကခိုင်ခိုင်မာမာပြောပါတယ်တကယ်တော့ကျွန်တော်တို့ပြည်သူ ီရဲ့လုံရဲ့ရှိမှန်းချက်တွေကိုဖြတ်စည်းနေပြီးအာနာရှင်တွေကိုမျက်စိမိတ်ကူညီနေတဲ့တရုတ်အစိုးရကသာမြင့်မှန်ရမယ်ဆိုရင် ERO တွေအကူအညီနဲ့မြန်မာနိုင်ငံဟာကာလတိုတခုအတွင်းမှာလွတ်မြောက်သွားမှာဖြစ်ပါတယ်။အခုထိကြန့်ကြာနေတဲ့အဓိကအဟန့်တာတခုကတရုတ်ကောင်ဆောင်တွေရဲ့တုံ့သက်ချက်အမှားတို့မှအမြင်ကျင်မှုဖြစ်ပါတယ်။ တရုတ်အစိုးရအမြင်မှန်ရအောင်ဆက်ပြီးစူးစမ်းနေရမှာပါပဲဒီကိစ္စကိုတော်လိုင်းကောင်းဆောင်တွေကအခုလည်းစူးစမ်းနေတာပါ2029စစ်စင်ရေးမတိုင်မီကကျွန်တော်တို့ပြည်သူအကျုံစိတ်ဓာတ်တွေကျနေခဲ့ပူပါတယ်ဒါပေမဲ့အဲ့ဒီစစ်စင်ရေးဆောက်လိုက်တာနဲ့တမဟုတ်ချင်းထပြီးကကုန်ကြတာကိုလည်းမှတ်မိကြမှာပါအခုလည်းကျွန်တော်တို့ဒီလပိုင်းတစ်ခုလေးကိုကြည်ပြီးစိတ်ဓာတ်ကျမသွားပဲလာမယ့်လအနေငယ်တွင်မဟာဗျူဟာမြောက်ထွေထွေထိုးစစ်ကြီးပေါ်ပေါက်လာတဲ့အခါရရှိလာမယ့်အကျိုးတွေကိုတွေးဆပြီးအတတ်နိုင်ဆုံးဝိုင်းဝန်းကူညီအားဖြည့်ကြဖို့လိုပါတယ် နောက်ပြီးလက်တလောလှုပ်ခတ်သွားတဲ့ငလင်ကြောင့်အာနာရှင်ဆဲအုပ်စုအထိနာသွားခဲ့တာကိုလည်းတတိချားမိဖို့လိုပါတယ်။နေပြည်တော်ကမြေအောက်ဥမင်တွေလွတ်တော်အစာအုပ်တွေစီယုံချုပ်ပါဝင်စစ်တပ်အစာအုပ်တွေဝင်ကြီးဌာနတွေဝန်ထမ်းအင်အားတွေလင်းရင်ကွင်းစသဖြင့်ဗိုလ်ချုပ်ကြီးတန်းရွှေလက်ထက်ကစပြီးနှစ်ပေါင်းများစွာအချိန်ယူကာငွေကိုရှိလို့တုံးပြီးတိစောက်ခဲ့ကြတဲ့စစ်ကောင်စီရဲ့အခြေခံအစာအုပ်တွေကအများကြီးပြည့်စည်သွားခဲ့ပါပြီ။ဒါအပြင်စစ်ကောင်စီလက်အောက်ကလူတွေအများအများတိစောက်မှုနဲ့ပိုင်းဆိုင် ပစ္စည်းဆုံးရှုံးမှုတွေကြောင့်အာနာသိန်းစေအုပ်စုနဲ့သူတို့လက်အောက်ခံအတိုင်းဝိုင်းတွင်စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းထိခိုက်မှုတွေကကာလတူတွင်ပြန်လည်တိဆောက်လို့မရနိုင်တော့ပါဘူး။တော်လိုင်းကြီးကြောင့်ချင်းနဲ့လာနေပြီဖြစ်တဲ့စစ်ကောင်စီကသူတို့နဲ့နှစ်ပေါင်းများစွာတိဆောက်ခဲ့တဲ့ရုပ်ပစ္စည်းတွေအပြင်နောက်လိုက်နောက်ပါလူသူအရေးတက်တွေသူတို့ရဲ့စိတ်တက်တွေပါအကြီးကျယ်ထပ်မံဆုံးရှုံးသွားခဲ့ပြီဖြစ်လို့အပူရုံဟန်လုံးနေရတဲ့ဆိုတာသူတို့ခေါင်းဆောင်ရဲ့ဖုံးမနိုင်ဖိမိယဖြစ်နေတဲ့မျက်နာကအထင်းသားသက်သေဖြစ်ပါတယ်။ အာနာသိန်းခေါင်းဆောင်တိုင်ဝမ်ဟာစောက်တင်ရမယ်ဖြစ်နေပြီးဒါကြောင့်မလို့သူတို့ကိုပြည်တွင်းပြည်ပထောက်ခံအတိမတ်ပြမှုတွေတိုးလာနေပြီးတော့သူတို့ဩဇာကံအယိုးကိုက်တွေပွဲစားတွေကအရှင်သခင်တွေအလိုကြအတန်တွေအရင်လာပိုင်းတွေနဲ့မတူဒီရက်ပိုင်းမှာထူးထူးခြားခြားထွက်နေတာဖြစ်ပါတယ်တတိထားရင်သိမှာပါတကယ်တော့တနေ့တခြားနယ်ရှိုင်းနဲ့လာနေတဲ့ရှန်သူကပို့ပြီးချိနဲ့သွားခဲ့ပါပြီနောက်တစ်ချက်ကတော့လာမယ့်အထွေထွေထိုးစစ်ကြီးရဲ့အရေးကြီးပုံမှာကျွန်တော်တို့လူညီရင်မြမသမိုင်းကနေချင်းညာချင်းပြောင်းသွားမှာဖြစ်ပြီးအာနာရှင်စနစ်ဟာပြလိုက်တဲ့ကမှတ်တမ်းဖြစ်သွားမှာပါ အဲ့ဒါကိုကျွန်တော်တို့အားလုံးမျက်စိမပြတ်ဖို့အရေးကြီးပါတယ်လက်နက်ကင်တော်လိုင်းအားလုံးကအရင်နီးကြီးပါတယ်လက်ရှိတော်လိုင်းအားလုံးကလည်းပေးဆက်ရင်ရယူနေတာဖြစ်ပါတယ်တိုင်းရင်းသားဒေသတွေမှာ PDF လူငယ်တွေအသက်ပေးတယ်အဲ့ဒီအတွက်အီယာဝတွေနဲ့ပြည်မလူငယ်တွေအများစုကမြန်မာတွေဆိုပါတော့အကြာယုံကြည်မှုတွေအပြန်အလှန်နားလည်ဆလာမှုတွေကိုထူးထူးခြားခြားရရှိလာခဲ့ပါတယ်ဒါဟာအရင်ကမြန်မာသမိုင်းမှာမရှိခဲ့တဲ့စာမျက်နှာတက်ကိုရေးထိုးဖွင့်လည်နိုင်ခဲ့တာဖြစ်ပါတယ်အဲ့ဒီပြည်မကလူငယ်တော်လိုင်းသမားတွေကြောင့်တိုင်းရင်းသားတွေကိုပြည်မနေသူတွေ ွေကပုံမခင်မင်ယုံကြည်လာခဲ့ကြသလိုတိုင်းရင်းသားတွေကလည်းပြည်မနေသူတွေကိုပုံမအမြင်ကြည်လာခဲ့ပါတယ်။ဒါအနွေဦးတော်လိုင်းကြီးကပေါ်ပေါက်လာခဲ့တဲ့အကြီးမားဆုံးရလဒ်ဖြစ်တဲ့လွတ်လပ်ရေးပြီးနောက်ပိုင်းမြန်မာသမိုင်းမှာဒီလိုသွေးစည်းမှုမျိုးတစ်ခါမှမရှိခဲ့ဘူး။လက်ရှိတော်လိုင်းကာလာလေးနှစ်ကျော်အတွင်းအရင်ကမရှိဘူးတဲ့ပြည်မတော်လိုင်းအင်အားစုတွေအဓိကအားဖြင့် NUG ရဲ့ပြည်သူ့ကာကွယ်တပ်မတော်တန်ရင်းနေတဲ့ BBL လိုတော်လိုင်းအဖွဲ့တွေကပြည်သူတွေအင်မတန်အားကိုးရမယ်တပ်မတော်ကြီးတခုဖြစ်လာဖို့ဦးတည်နေပါပြီ။ တခုနဲ့တော့ COC ဥစားကုတ်ကဲမှုအောက်မှာဆိုရင်အကောင်းဆုံးဖြစ်မှာဖြစ်ပေမဲ့အချိန်ဤအရင်ရရပေါ်ပေါက်လာခဲ့တဲ့ PNL တို့ရှိပြီးသား ABSDF တို့အပါအဝင်ဒေါ်လိုင်းအင်အားစုတွေကတစ်ချိန်မှာတခုနဲ့တော့မြန်မာဒေါ်လိုင်းတက်မတော်ကြီးအဖြစ်စုစည်းနိုင်ကြမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ဟိုတလောကဘဏ်ကောက်မှာတွင်ခဲ့တဲ့နိုင်ငံသားတယောက်ကလက်ရှိဒေါ်လိုင်းအဖွဲ့တချို့ဟာ ကွန်မြူနီဩဇာကံတွေနဲ့ကွန်မြူနီတွေမဟုတ်ဘူးလားလို့မေးပါတယ်ကျွန်တော်ကပြန်ပြောပါတယ်တစုံတရာမှန်ပါတယ်ဒါပေမဲ့မြန်မာပြည်ရဲ့ဒီကနေ့အာနာရှင်လက်အောက်လွတ်မြောက်ရေးမှာသူတို့အသက်ပေးပါဝင်နေကြပါတယ်ငါတို့ရဲ့အဓိကရည်မှန်းချက်ကစစ်ဖက်နှက်အောက်ကလွတ်မြောက်ရေးဖြစ်တဲ့တော်လိုင်းပြင်းရင်ကွန်မြူနီတွေကတိုင်းပြည်ကိုချဲ့လဲမယ်ဆိုတဲ့အယူအဆမျိုးကတော့တွေးဆချက်တစ်ခုသာဖြစ်ပြီးလက်တွေ့မဖြစ်နိုင်တဲ့အတွက်ပူစရာမလိုဘူးလို့ပြန်ပြောခဲ့ပါတယ်လက်ရှိတော်လိုင်းကိုကြည့်ရင်တိုင်းသားတော်လိုင်းဖွဲ့တွေတိုက်ပွဲဝင်နေတဲ့ပြည်နယ်တွေရဲ့အောင်မြင်မှုတွေကထင်ရှားသိသာနေပြီဖြစ်ပါတယ် အခုလာမယ့်အထွေထွေထိုးစစ်ကြီးကတော့ကျွန်တော်တို့ပြည်မနေပြည်တော်ရင်အဓိကတာဝန်ယူရမှာဖြစ်ပြီးဒီပွဲမှာပဲခူး၊ဧရာဝတီ၊ဇကိုင်း၊မကွေး၊မန္တလေးတိုင်းတွေကိုသာစုံမနိုင်ခဲ့မယ်ဆိုရင်ဒါဟာပြည်မနေပြည်တော်ရင်အထင်ကရအောင်ပွဲဖြစ်လာပါလိမ့်မယ်။ဒီပွဲနိုင်ဖို့အတွက်တိုင်းသားတော်လိုင်းအင်အားစုတွေကလည်း NUG ကိုကူညီဖို့ကတိပေးပြီးဖြစ်တယ်လို့သူတို့ထုတ်ပြန်ခဲ့တဲ့ကြေညာချက်တွေမှာလည်းအတိအလင်းဖော်ထားခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့်လက်ရှိပေါ်ထွက်လာခဲ့တဲ့အခြေအနေတကူများနဲ့စိတ်ဓာတ်ကြဖို့မလိုအပ်ပါဘူး။တစ်ဆက်သေးပြောရရင်လက်ရှိနောက်ဆုံးသတင်းတွေရဆိုရင်လည်းအဲ့ဒီ ဤရာဝတွေကတချို့ကတိုင်းရိုက်ဝင်တိုက်ပေးကြမှာဖြစ်တယ်လို့ကြံဖွဲ့တွေကလိုအပ်တဲ့အကူအညီတွေကိုပေးအပ်ကူညီသွားမှာဖြစ်ပါတယ်လက်ရှိလည်းသက်ဆိုင်ရာပြည်နယ်တွေကနေကြော်လွန်ပြီးဤရာဝတွေလိုက်ပါတိုက်ပွဲဝင်နေကြတာကိုအထင်ရှားတွေ့မြင်နေရတာပါဒီလိုပြည်မလူမျိုးရေးတိုက်ပွဲကိုကူညီမဲ့တိုင်းရင်းသားဖွဲ့တွေအနေနဲ့သူတို့ကိုဘာရီပြန်ပေးရမယ်ဆိုတဲ့အကြက်ကိုင်းတောင်းဆိုမှုမျိုးလည်းအခုချိန်တိမရှိဘူးလို့သိရပါတယ်ဒါကလည်းမင်္ဂလာရှိတဲ့သတင်းမှာဘာကြောင့်လဲတိုင်းရင်းသားတွေကသူတို့အနေနဲ့လာလာလူလာခဲ့တဲ့ဒန်းတူရီတူရှိရင်းနဲ့သူတို့ကံကြမ္မာသူတို့ဖန်တီးခွင့်ရ ရှိရင်စားတဲ့သူတို့ရဲ့ရပိုင်ခွင့်တွေကိုအခုຫນွေဥတော်လိုင်းကသာစောင့်ခြင်းပြနိုင်မယ်ဆိုတာသိရှိနေကြလို့ပါပဲအတူချုပ်ပြောရရင်ကျွန်းကမ်းမီကိုင်းကျွတ်မီတပြည်လုံးအတွက်လုံမြောက်ရေးတိုက်ပွဲ ဖြစ်တယ်ဆိုတာကိုတိုင်းရင်းသားတွေကကောင်းကောင်းသိပါတယ်။ဒါကြောင့်လည်းသူတို့ကနှီးမျိုးစုံနဲ့ကူညီနေတာဖြစ်ပါတယ်။ဒီလိုချင်းနှီးမျိုးမှာအသက်ပေးသွားတဲ့သူတွေပေးဆက်နေရစေသူရဲကောင်းငယ်တွေကိုတန်ဖိုးထားမယ်ဆိုရင်တိုင်းရင်းသားဖွဲ့တွေကရန်သူအလို့ကြဖြစ်အောင်လွဲတကူဝေဖန်ဖြစ်တင်တာတွေမလုပ်သင့်ဘူးလို့ရိုးသားစွာတိုက်တွန်းပြရစီတော်လိုင်းခီးချက်နေမှာတိမ်ဖုံးလို့လမသားတဲ့အခိုက်တက်မျိုးတွေလည်းကျွန်တော်တို့ကြုံရမှာပါ။တစ်တမင်လဲမသွားတာကြောင့်တစ်တော်တစ်ခုလုံးကိုမထိခိုက်နိုင်မှာဘူး။အလုံးကိုကြော်ဖြတ်ရမှာပါပဲလို့ရှိသားထားပါတယ်။နောက်ထပ်တစ်ပုတ်အနည်းငယ်ဒီဇင်ဘာမှာရွေးကောက်ပွဲကျင်းပ မှာဖြစ်ပြီးပါတီမှတ်ပုံတင်ခြင်းကိုမေလနောက်ဆုံးထားလျှောက်ထားမယ်လို့စစ်ကောင်စီညွှန်ကြားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ပြည်သူထောင်ချီတည်ဆုံးကတိုက်တာဆောင်များစွာဖြိုကျပြစင်းရရတဲ့ပြင်းထန်ကလင်ကိုကြုံတွေ့ကြရပြီးမကြမီမှာပဲအာနာသိန်းစစ်တပ်ကရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာမှာကျင်းပမယ်လို့ကြေညာခဲ့ပါတယ်။အခုလိုရွေးကောက်ပွဲကိုဒီဇင်ဘာမှာကျင်းပဖို့စီစဉ်နေတာကြောင့်လာမယ့်မေလ9ရက်နေ့နောက်ဆုံးထားပြီးနိုင်ငံပါတီတီထောင်ခွင့်ကိုရှောက်ထားရမယ်လို့ထုတ်ပြန်ထားပါတယ်။နိုင်ငံပါတီတွေအနေနဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခြင်း၊မေလ9ရက်နေ့နောက်ဆုံးထားမှတ်ပုံတင်ဖို့အာနာသိန်းစစ်ကောင်စီထိန်းချုပ်ထားတဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ညွှန်ကြားလိုက်တာပါ။ နိုင်ငံပါတီတည်ထောင်တာနဲ့မပုံတင်တာနိုင်ငံပါတီတွေပူပေါင်းပြီးပါတီတခုတည်းပြည်တည်ထောင်တာတွေကိုရွေးကောက်ပွဲအမိဆောင်ရဖို့လိုအပ်တယ်လို့ဖော်ပြထားပါတယ်။နိုင်ငံပါတီတွေအနေနဲ့ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းမဲဆွယ်စည်းဝေးဆိုင်ရာလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့အတွက်အချိန်လုံလောက်စွာရရှိစေဖို့အတွက်အခုလိုမေလကိုနောက်ဆုံးထားသတ်မှတ်လိုက်တာလို့ဆိုပါတယ်။လက်တလုံးမှာတော့စစ်ကောင်စီလက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကမပုံတင်권ပြုခဲ့တဲ့နိုင်ငံပါတီ56ပါတီရှိပြီးတည်ဆဲနိုင်ငံပါတီ54ပါတီရှိရလို့ထုတ်ပြန်ထားပါတယ်။စစ်ကောင်စီရဲ့ကနေအုပ် ်ပြန်ချက်တွင်အရာနိုင်ငံတော်ဝန်တည်ငြိမ်တဲ့နေရာတွေကိုရွေးချယ်ပြီးမဲဆန္ဒနဲ့တရားကြော်လောက်မှာကျင်းပပြုလုပ်မယ်လို့ဖော်ပြထားပါတယ်။စစ်ကောင်စီကပြုလုပ်မယ်ရွှေကောက်ပွဲကို NUG နဲ့တော်လိုင်းအင်အားစုတွေနဲ့ကန့်ကွက်ထားပြီးနိုင်ငံတကာကလည်းရွှေကောက်ပွဲထံတိုင်းပြည်တည်ငြိမ်ရေးကိုတောင်းအူတံပေးလှုံ့ဆော်မှုတိုက်တွန်းထားတယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်။